ုမြင်ရတဲ့ဘဲကတော့ H2R ပဲဖြစ်ပါတယ်ဟုတ်ပါတယ် H2R စစ်စစ်ပါ H2 တော့မဟုတ်ဘူးเนาะမြန်မာပြည်မှာတစည်းရဲရှိရလို့ပြောပါတယ်ကျွန်တော်လည်းတစည်းရဲရှိရလို့ပဲသိပါတယ်ချားဘိန်းနေရှိရင်တော့လည်းမပြောတတ်ဘူးပေါ့เนาะ တော့ကျွန်တော်တို့ရဲ့ဒီ GPS racing team ထဲမှာလည်းအခုလိုမျိုးတအားမိုက်တဲ့ဘိန်းတွေလုံးဝဝယ်လို့မလွယ်တဲ့ဘိန်းတွေအများကြီးရှိရဲဆိုတော့ကျွန်တော်တို့ပြောပြချင်တာပဲဖြစ်ပါတယ်။အလို့စက်ဒီဘိန်းအကြောင်းနည်းနည်းလေးထပ်ပြီးတော့ရှင်းပြမယ်ပေါ့နော်။ဒီကောင်က H2 ရဲ့အကိုကြီးပေါ့နော် H2 ကလို့လည်းပြောလို့ရတယ် Super Charge နဲ့နှစ်စီးလုံးကကျွန်တော် Road League မဖြစ်ဘူး။ H2 ကတော့သူက Azor က Original Azor အတန်တိုးတိုးလေးနဲ့လာပေမဲ့ဒီကောင်ကလုံးဝ Original Azor ကိုတောင်းပိုက်ဆွဲထားပြီးအကျယ်ကြီးလာတာဆက်နှိုးလိုက်တာနဲ့အုံတိုင်း1ဆိုသူကလောကလုံးမေ့ပဲ။ခဏနေနှိုးပြမယ်။ YouTube မှာဆိုဗီဒီယိုတစ်ပုဒ်ရှိတယ်ဗျာ။သူကကီလို400လ လောက်ကိုအဲ့တံတားပေါ်မှာဖြတ်ပြီးမောင်းလာကီလို400ဆိုတဲ့အားကနည်းနည်းနော်နော်အရှိန်မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့တော့မှအများဆုံး250 280အဲ့လောက်ထိပဲမောင်းဘူးတာပေါ့နော်အရန်လဲကျန်းသလိုအရန်လဲဈေးကြီးပါတယ်ကျွန်တော်တက်မှမောင်းရဲဘူးပေါ့နော်မှောက်သွားရင်တောင်ပန်တစ်ခုကျိုးရတယ်ကိုသိရ200သွားလောက်သွားပါဆိုရအဲ့တော့ကျွန်တော်လူမိုက်ငှားပါမယ်လူမိုက်ကဘာလို့လဲဆိုတော့ကျွန်တော်တို့ GPN Racing ရဲ့ Rider ဖြစ်တဲ့ကိုတီကြီးလက်မဲ့ဖြစ်ပါတယ်ကိုတီ Okay တပောင်းမောင်းမယ်နော်မောင်းပါဦး400ဖြစ်မှမောင်းပါမလားမောင်းပါလားမောင်းပါမယ် Okay အဲ့တော့အရင်ဆုံးကျွန်တော်တို့ ဆက်ရင်လို့ကြည့်လိုက်မယ်လို့ကြည့်လိုက်မယ်โอเคအေးကြိုက်တော့တော့သွားမယ်โอเคတော့ပါပြီဆက်တန်အရင်ကျဲတယ်ဘောတော့ကျွန်တော်ရက်ွက်ကမောင်းထုတ်မှာဆိုတော့အဲ့တော့โอเคမှတ်ရမလားဆက်တန်ဘောင်းကြည့်မယ်ဟဲ့လေโอเคအဲ့ဒါမောင်းကြည့်လိုက်မယ်โอเค ချင်းနေဘယ်ရတော့လေးတယ်တော်မိုက်တယ်ဟုတ်ပြီတော်မိုက်တယ်အာအတန်ကြီးတော့အတန်ကြီးနဲ့ကိုတော်မိုက်နေဟာအတန်ကတော့မှကြံခဲ့လို့ရေမတုံးတယ်ဟုတ်ဟောတကယ်ထွက်လာဘယ်လဲစမ်းမကြည့်ချင်တယ်မောင်းရဲသေးဘူးကြောက်လို့သူကဟို straight line ကိုနော် straight line တစ်ခုရှိရလေဖြဲလိုက်ရင်ဆိုဒီဘက်တနေ့တင်ရတဲ့ straight ကကိုယ်သွားတယ်ဟောတော့တော့ကိုထွက်တယ်ခွေလေးကတနေ့ပါပါဘောနော်အခွေကောက်လာတဲ့တော်တော်လေးကိုမောင်းရမှာအားဆိုင်ရမှာအခွေရောအဆင်ပြေလားတော်တော်တော့အားဆိုင်ရမှာကိုတော့ weight ပါတယ်လေဟုတ်ကဲ့ တကယ်မိုက်တယ်ဗော။ဒီပေါ်မှာ rating ဘယ်လိုပေးမလဲ။ဟာတကယ်ပိုင်ရမယ်ဆိုတော့တကယ်ကို20 out of 10ပဲ။ Okay သဘောကျတယ်ဗျာ။ Okay ။အဲဒါကျွန်တော် GPM နဲ့ကဘိန်းပဲဗောနော်။အခုလိုမျိုးဘိန်းအလန့်နေ GPM တင်းထဲမှာအများကြီးရှိသေးတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီခုလိုမျိုးတွေစီးပြမယ်၊ရိုက်ပြမယ်၊ဘိန်းချောင်းလေးတွေကိုလည်းပြပြပေးမယ်။အဲတော့ကိုတီကတော့မြဲနဲ့မောင်းပြပေးမယ်ဗောနော်။အဲတော့ကျွန်တော်တို့ GPM ကို YB support ပေးကြပါအောင်။အားလည်းအားပေးကြပါအောင်။နောက်ပြီး like and follow တွေလုပ်ခဲ့ပေးပါအောင်လို့လည်းပြောချင်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။